ကျန်တဲ့တငုံနဲ့ထောက်ကြည့်တော့လေဒီမှာငါတန်ဘိုးကလုံးဝမပြတော့ဘူးเนาะအဲဒါကြောင့်မို့သူကအမြဲတမ်းဒီ cut out လုပ်ပြီးတော့မီးအနီရောင်အမြဲတမ်းလင်းနေတာပေါ့เนาะဖြစ်ပါတယ်ဒါကတော့เนาะဒါ10 kg ဘုံပေါ့เนาะ1 2 3 number 2เนาะ number 2အစ်စ်ကလေးတစ်လုံးအားလေးကိုကျွန်တော်အစားထုတ်ပြီးတော့လဲကြည့်မှာဖြစ်ပါတယ်ကဲသူ့ရဲ့တန်ဘိုးလေးကိုဒီစက်ကြည့်အောင်เนาะသူ့ရဲ့တန်ဘိုးကဒီနှစ်ဖက်ငုတ်နှစ်ဖက်ပါလဲပဲတန်းကြည့်ရင်ဒီ10 kg ဒီပါပေါ့เนาะဒီမှာ9.3ရှိပါတယ်เนาะဒါသူ့ကိုတချိန်တဲ့အခါမှာလဲအချမ်းမြင်အားဖြင့်เนาะဒီ screw driver လှည့်တဲ့ဟာလေးကိုလဲတက်တယ်ပေါ့နော်တစ်ဖက်ကို5 kg ဘုံပေါ့နော်အဲ့ဒီ setting လေးထားပြီးတော့မှပြီးတော့မှမရဘူးဆိုမှအနှဲငယ်ဒီ screw driver လေးနဲ့လှည့်ပေးရမှာဖြစ်ပါတယ်ဒီ quick ဒီဖြတ်သွားပြီဆိုမှဒီ socket ပြပါဘူးသူမူလအတိုင်းပဲထည့်ပေးရမှာဖြစ်ပါတယ်အဲ့လိုလေးတခြားလေးတက်ပြီးရင်တော့ဒီ300ရာစလုံးကိုခဲလေးကိုထိထိမိမိခက်တုပ်ပေးရမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါဒီမီးဖြတ်ဆက်လေးတွေကအိမ်တိုင်းလိုလိုမှသုံးနေတဲ့အတွက်ဒါဒီနီလန်းလေးကလည်းသိထားဖို့လိုပါတယ်နော်ဒီအများရန်ဒီ sign မပွင့်တာလည်းပါနဲ့ကြုံရင်အများရန် sign ကိုကြည့်ရသွားမပြင်းညင်ဘူးဆိုလို့ရှိရင်လည်းဒီတိုင်းလေးပေါ့နော်ဒီပစ္စည်းလေးတွေလဲပြီးတော့ဒါအဆင်ပြေပြီးအသုံးပြုလို့ရမှာဖြစ်ပါတယ်နော် ဒီ cut out လောက်တာဒီအပားနဲ့လိုသွားပါတော့အဲ့ဒီ level လေးတွေကတော့မိလာတဲ့အခါမှာခုနကဒီ tank ကြီး preset လေးကို screw driver ကြောက်လဲပါဗျာနော်ကြောက်လဲလေးနဲ့ချိန်ပြီးတော့နော်ထားလို့ရပါတယ်နော်ကြည့်ဒါကျွန်တော် point 3 point နေရာကိုခဲလေးတွေတိုးလိုက်ပါပြီခဲခဲတိုးပြီးတော့ကျွန်တော်ဒီ circuit ပြားလေးကိုဒီသူ့နေရာနဲ့သူပြန်ပြီးတော့နော်တတ်မှာပြပါ ကဲကျွန်တော် AC plug ထုတ်ပြီးတော့စမ်းကြည့်ရအောင်နော်အဲဒီမှာနော် power on လာပါပြီ